ပိတ်သက်များအောင်လို့မေမေလာပါရှင်။ကျမတို့ရဲ့ရန်ကုန်ကျိုးဆိုင်ကာတွန်းချန်လေးကနေပြန်လေးကြိုဆိုလိုက်ပါရစေ။ဒီဗီဒီယိုလေးမကြည့်ခင်မှာ VPN လေးခံပြီးကြည့်ပေးကြဖို့လေးမြတ်တာခင်ပါရရှင်။ဒီကနေ့ပိတ်သက်တွေကိုတင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့တကားတော့ကတောင်တာရွာဆွဲရွာကလေးတရွာမှာအရင်ကအစင်းရံတွင်ပါတဲ့ဥခွေဆွဲလူတရားရှိပါတယ်။ဥခွေမှာတော့စနေတရားတမင်းတရားရှိပါတယ်။စနေဖြစ်သူရဲ့နာမည်ကတော့ဒေါ်ရီပါ။ တမလီရဲ့နာမည်ကဆန္ဒဖြစ်ပါတယ်။အခုကနေဦးရတီပါ။မကြမီရဲ့ဆောင်းရတီကိုရရှိလာတော့မှာဖြစ်ပါတယ်။ဒီရွာလေးမှာတော့ဆောင်းရတီကိုမရောက်မီလိုအပ်တာတွေကို အစင်တဲ့ပြည့်စင်ကြနေရှိပါတယ်။အခုလည်းရွာလေးကသူတွေကဆောင်းရတီကိုမရောက်မီအစင်တဲ့ပြည့်စင်နေကြပါတယ်။ဆောင်းရတီကိုရောက်လာရင်တော့ဥကွေအတွက်ဖြစ်တနာရှိပါတယ်။ပါလို့လေဆိုရသူရဲ့အိမ်ကောင်ကမလုံလို့ပဲဖြစ်ပါတယ်။ပြီးတော့ပတင်းပေါက်ကလည်းကျိုးနေပါတယ်။ ရောက်ရောက်ရင်အပြင်ကလီရီကအင်းတဲကိုကျိုးဝေပြီးဝင်ရောက်လာတတ်ပါတယ်။အင်းဒီတဲကိုဝင်ရောက်လာတဲ့လီရီကြောင့်ဝူကွေတို့အင်းဒီတဲကိုဝင်ရောက်လာတဲ့လီရီကြောင့်သူတို့မိသားစုအိမ်လို့မပြောခဲ့ပါဘူး။အဖေသမီးရမ်းချက်နဲ့ဘလို့အိတ်ရမလဲ။အရင်အေးတာပဲ။သမီးလေးအဖေမနေ့ပြန်ကြတခုခုစစ်စမ်းပေးမနော်။ဥကွေရဲ့တမင်လေးကတော့အရန်ကိုချင်အင်းနေရာကြောင်းတညလုံးအိတ်လို့မပြောခဲ့ပါဘူး။ယောက်ျားကြီး ညတော့တမင်အိတ်လို့မပြောခဲ့ဘူးငါတို့အိမ်လေးကလည်းမလုံခြုံလीအခုတော့ဆန်းဟာတည်းရောက်စားပဲရှိသေးတယ်ကျွန်မရှိုံပြောတာပဲအိမ်လေးလိုအပ်တာပြုတ်ပြင်ပါလို့အေးပါမိမရငါကိုတတိစီကိုသွားပြီးပြောကြည့်လိုက်မယ်ငါအိမ်ပြင်ဖို့အတွက်ပတ်စံချင်းငှားခဲ့မယ်ဦးကွေကမိမဖြစ်သူကိုပြောဆိုပေးရနဲ့အိမ်လေးတဲကနေထွက်လာလိုက်ပါတယ်ခဏနေတော့ဦးကွေကတတိရဲ့အိမ်ကိုရောက်လာပါတယ် ဥက္ကွေလည်းတထေးစီရောက်လာတာနဲ့အကူအညီတောင်းလိုက်ပါတယ်။တထေးကျွန်တော်ဆောင်းရသေးကိုရောက်တော့မှဆိုတော့အင်္ဂါမိုးပြင်ချင်ပါတယ်။ဒါကြောင့်ကျွန်တော်ကိုပတ်စံချင်းငါပေးပါ။အပြားလေးရွေအိမ်လေးကိုဝင်လာတော့အရင်အီလိုအိတ်လိုမပြောပါဘူး။ကြာရင်အေးမိမှာစိုးပါတယ်။အေးဒါမိကိစ္စလေးပြီးတော့မေယာငါးစီမှာအလုပ်လာလို့တာမကြသေးဘူး။ဒီရောချင်းငါပေးဖို့မဖြစ်နိုင်ဘူး။တထေးရေကူညီပေးပါ။ကျွန်တော်ရဲ့အိမ်လေးပြန်ပြင်ချင်လို့ပါ။ညာဝယ်အလုပ်လုပ်ပြီး တတိယကျွေးကိုအမြန်ဆုံးပြန်ဆက်ပေးပါမယ်။မင်းအားလုံးတာတော့မကြသေးဘူး။ငါစီပတ်စံချင်းနေပြမည်။ငါမှအခုမင်းကိုပေးဖို့မရှိသေးဘူး။ဥက္ကွေကအချိန်တော်ကြောင့်တောင်းဆိုနေပေမယ့်တတိယတော့ညှင်းဆန်နေခဲ့ပါရဲ့။ဥက္ကွေကညာပိုင်းလည်းအလလုံးပါရဲ့။သူကတော့သူ့ရဲ့အိမ်လေးကိုအခုလိုအပြတ်မပြုတ်ပြနိုင်သေးတာကြောင့်အဆင်မကောင်းဖြစ်နေရပါရဲ့။ယောက်ျားရှင်ပတ်စံရလာလား။တတိယပတ်စံပေးဖို့ညှင်းလိုက်လို့ရမလာဘူး။ သူကပတ်ဆက်မရှိဘူးပြောနေတယ်။ဒီလိုဆိုငါတို့ဘယ်လိုကြမလဲ။ကြာလေပို့ပြီးတော့အေးလာတော့မှငါတို့ဘယ်လိုအေးဆက်ကြမလဲ။မင်းစိတ်မပူပါနဲ့။အခုငါညပိုင်းအချိန်ပို့ပါအလုပ်ပေးနေပါရဲ့။နောက်တစ်ချိန်တတိကြီးကိုပြောချင်တော့ညင်းစာမှမဟုတ်ပါဘူး။ဟုတ်တယ်ရှင်ပြောတာမင်းနဲ့။ကျမတို့အတွက်အင်ကောင်ပြုတ်ပြနိုင်ဖို့အရေးကြီးရဲ့။မဟုတ်ရင်ကျမတမီလေးတို့ဆိုရင်ရတယ်။ကိုကွေကတော့သူ့ရဲ့အိမ်လေးကိုပြန်ပြုတ်ပြနိုင်အောင်ဆိုပြီးအလုပ်တွေကိုစူးစမ်းပန်းစားလုပ်ခဲ့ပါတယ်။ အခုစရင်အရာတဲ့ပို့ပို့ပြီးတော့အေးလာပါပြီ။အပြင်းမလေးပုံဝင်ခြင်းတစ်ခုလုံးကမင်းင်းတွေပိတ်ဖို့နေပါတယ်။ဟုတ်ကြ။အခုအရင်အေးလာပြီ။ရှင်ရဲ့တထည့်စီမှာလာစာတောင်းပါဦး။ရလာတဲ့လာစာတွေကနေအိမ်တွေပြုတ်ပြင်ရမယ်။မဟုတ်ရင်တမင်းလေးအေးမိလိမ့်မယ်။အေးပါကွာ။ငါမနဲ့ကြာရင်တထည့်ကြီးစီကိုသွားပြီးပြောလိုက်ပါမယ်။သူစီကနေပစံရလာရင်အိမ်လေးကိုပြုတ်ပြင်ကြတာပေါ့။ဦးကွေကမနဲ့အစောချေထားပြီးတထည့်စီကိုသွားလိုက်ပါတယ်။ သွားတော့အိမ်လေးကို အမြန်ပြင်ဆင်ချင်ပါတယ်တတိအခုလောက်ကုန်သွားပြီကျွန်တော်ကိုအိမ်လေးပြုပြင်ဖို့ပတ်စံထုတ်ပေးပါဦးအိမ်လေးပြင်မလို့ပါ မဟုတ်ရင်အိမ်မိပါလိမ့်မယ်ဩအေးငါလည်းမိကိုပတ်စံပေးအောင်မယ်ကောင်းမလီငါမိကိုရှင်းပေးပါမယ်ကျွန်တော်ညာဖက်မှာပါအလုံးလုံးထားရင်နော်ဒီတော့ဒီလောက်ဘယ်လောက်ရလဲတတိမိကဒီလောက်အားလုံးစွစွပေါင်းငါသိရမယ်ညာဖက်လို့တာ အခုမပေးနိုင်ကျေးဇူးပြုပြီးကျွန်တော်အကုန်ရှင်းပေးပါတတိမဟုတ်ရင်ကျွန်တော်ဒီမှာအလုံးမလုပ်တော့ မင်းကဘယ်လိုလာပြောနေရလဲကောင်းပြီမင်းရဲ့ပတ်စံတွေငါကုန်ရှင်းပေးလိုက်မယ်ဒါမဲ့မင်းကစီမှာဆက်ပြီးတော့အလုပ်လုပ်စရာမလိုတော့တတိယဥကွေကိုပတ်စံပေးလိုက်ပြီးအလုပ်ကနေလဲထုတ်ပြစ်လိုက်ပါတယ်ဥကွေလည်းစိတ်ညစ်ညစ်နဲ့အိမ်ကိုပြန်လာခဲ့ပါတယ်ဥကွေအိမ်ကိုပြန်ရောက်လာတော့မိမဖြစ်သူဟာစူရင်တကြီးမေးလိုက်ပါတယ်ယောက်ျားရှင်းမျက်နှာဝမ်းနေနေတယ်လို့ပဲဘာလို့ဖြစ်လာလဲဥကွေကလည်းတတိယကြီးကသူ့ကိုအလုပ်ကနေထုတ်ပြစ်လိုက်တဲ့အကြောင်း အကြောင်းစုံပြောပြလိုက်ပါတယ်။စိတ်မပူပါနဲ့မိမရငါမနဲ့ကြရလို့သွားရှာကြည့်လိုက်ပါမယ်။အလုပ်တစ်ခုကိုတော့ရမှာပါ။မနေ့ဆက်စုံမှာတော့ဥကွေလည်းအလုပ်ရှာဖို့ရွာတွေကစီလီကို ချက်လာခဲ့ပါတယ်။ဟေးမိုးစိမင်းဆိုင်မှာလူမလို့လား။ငါရောင်းပေးနိုင်ပါရဲ့။အကိုလူတယောက်တော့မလို့ဘူးလား။ ဝဂွေရာဇီတဲမှာတနေ့ကိုအောင်အလုံးရှားပြီမဲ့ညနေစောင်းရောက်တဲ့အချိန်အလုံးမရခဲ့ပါဘူး။ဒါကြောင့်ဥွေလည်းစိတ်ညစ်ညစ်နဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။ယောက်ျားရှင်အလုံးရလာလား။မရသေးပါဘူး။ငါမနဲ့ဆော့ဆော့တွေကအလုံးလိုက်ရှာနေတာ။အခုထိအလုံးမရသေးပါဘူး။ကြာမဲ့ဇီရာတယောက်ကတော့သူ့လိုအဲ့ရင်ငါခေါ်မယ်ပြောတယ်။သူ့လိုအဲ့ရင်တေးချပါခေါ်မှာပါမစွရင်ပါနဲ့။အလုံးမြင်မြင်ရဖို့အရေးကြီးတယ်။ ။ကြာရင်တမင်လေးအေးမိမောင်စိုးရင်ရတယ်။ကြာလာလေအေးတဲအားပူပူစိုးလာတယ်။ခေါမိုးရောပတင်းပေါက်ကပါလေတွေကကျွေဝင်ရောက်လာပါတယ်။မနေ့ဆက်စောမှာတော့ဥကွေရဲ့တမင်လေးကအေးမိပြီးဖျားသွားပါတယ်။ရောက်ကြရင်တမင်လေးကအခုနေမကောင်းဖြစ်သွားပြီ။ကြည်ရတာညအေးမိသွားတဲ့ထင်ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကလည်းပူးနေရပြီ။အခုလောလောဆယ်တော့စိတ်တိုက်ထားလိုက်ပါ။စင်းုံခေါ်သွားဖို့လေငါ့မှာပတ်စံအများကြီးမရှိသေးဘူး။ငါဒီနေ့အလုပ်ရအောင်စူးစမ်းပါမယ်။ ငါသမီးလေးအတွက်အစိုးရနေ။ကိုယ်ကအလုပ်လည်းရသွားပါတယ်။ဒါကြောင့်တော့ဒီနေ့မှပဲသူ့ရဲ့သမီးလေးကို ပခုံးပေါ်ထမ်းပြီးစေယုံကိုခေါ်သွားလိုက်ပါတယ်။သမီးလေးကို ကုသပေးပါ။စေဘဝါကတော့နောက်3-4ရက်နေပေးပါမယ်။အခုသမီးလေးကအရင်ဖျားနေလို့ပါ။ရပါတယ်။သူ့အတွက်နေရာဆင်ဆင်ပေးပါမယ်။အခုတော့အပြစ်မှခနာဆောက်ပြီးနော်။ကျွန်တော်အစင်သေးဖြစ်တာနဲ့ပြောလိုက်ပါမယ်။ ဥကွေကတော့တမင်လေးအတွက်အရန်ကိုဝန်သားသွားပါတယ်ဥကွေရဲ့တမင်လေးကအေးမေပြီးဥကွေရဲ့တမင်လေးကအေးမေပြီးအပြင်းဖြားသွားပါတယ်တူခန်းသေးကိုဝင်သွားတော့တမင်လေးကိုရောစနေဖြစ်သူပါခရင်ပေါ်မှာလေလျောင်းနေရကိုမြင်လဲရပါတယ်။တော်ပါသေးတယ်။တမင်လေးအချိန်မီကုသနိုင်လို့မဟုတ်ရင်စိုးရင်စရာပဲ။ဝလီစိတ်မပူပါနဲ့စေထိုးပေးထားပါရဲ့။တတလာမှာပါခဏကြာတော့ဥကွေရဲ့တတိယဆင်းရုံကိုလိုက်လာခဲ့ပါရဲ့။ ဘူးပဲမင်းတမင်လေးတက်တာရဲ့လားလွဲတာရှင်ပြောနော်ငါစီဟာနေလောလောဆယ်ဇေဝကငါသိန်းယူထားလိုက်ပါကျေးဇူးတင်ပါတယ်တတိဆရာဝန်ကတော့တက်တာလာပြီလို့ပြောပါတယ်ကောင်းသားမှာပါအခုလိုစိတ်ပူပြီလို့ကျေးဇူးတင်ပါတယ်မင်းလိုအပ်တာရှင်ပြောကအာမနာပါနဲ့အလုတ်ကတော့မင်းတို့ရဲ့မိသားစုအဆင်ပြေလာမှပဲပြေပေါ့ရန်နေငယ်ကြတော့ဦးစေတို့တမင်လေးကတက်တာသွားပြီဖြစ်တာကြောင့်စင်းဝါနေဆင်းလာပါတယ် ီးတော့ဦးကွေကသူ့ရဲ့တတိယစီမှာအလုတ်ကိုစ조사ပန်းစားလုပ်ခဲ့ပါတယ်။ဦးကွေရဲ့အလုတ်စ조사မှုကြောင့်တတိယလည်းသဘောကျသွားပြီးအိမ်လေးကိုလည်းပြုပြင်ပေးခဲ့ပါတယ်။စီရန်နံပါတ်တူတွေကိုကူညီပေးရမယ်နော်။ဓမ္မအပြန်လည်နားလည်တည်တက်မှုတွေနဲ့အေဂျင့်ပျော်ရှင်ဖွဲကောင်းနေမှာပါ။နောက်ဗီဒီယိုလေးမှာပြန်ဆုံတွေ့ကြမယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။